လောကမှာပေါ့နော်ပန်းစုတို့ဘေးမှာကြုံနေရတဲ့အရာတွေဒီလူကောင်းတွေကြီးပဲလဲရှိတာမဟုတ်တလို့လူဆိုးတွေကြီးပဲလဲရှိတာမဟုတ်ဘူးတစ်ချိန်တည်းမှာပဲပေါ့နော်ပန်းစုတို့တွေကိုအနီးကပ်ပေါင်းသိနေရင်ကနေပြီးတော့မှအိုးရဲ့ဖြူစင်မှုတွေကိုအသုံးချသွားသူတွေလည်းတစ်ချိန်မဟုတ်တစ်ချိန်မှာကြုံခဲ့ဘူးမှာပေါ့အဲ့တော့ကိုဘွားမှာဒီလိုမျိုးကိုယ့်ရဲ့ရိုးသားဖြူစင်မှုကျင်နာမှုတွေကိုအသုံးချခံခဲ့ရတယ်ဆိုလို့ရှိရင်အဲ့ဒီအသုံးချသွားတဲ့သူတွေရဲ့ လက်ရှိကံကြမ္မာအခြေအနေကဘာဖြစ်နေမလဲစိတ်ဝင်စားဖို့ကောင်းတယ်ကြည့်ရအောင်ပေါ့နော်အတိတ်တွေကိုတူးဆတာလည်းမဟုတ်ဘူးတခြားသူတွေရဲ့အကြောင်းတွေကိုစိတ်ဝင်တစားလိုက်လေနာနေတာမဟုတ်ပေမဲ့တစ်ချိန်မဟုတ်တစ်ချိန်မှာကိုယ့်ရဲ့ဖြူစင်မှုတွေကိုဒီလိုမျိုးအတုံးချသွားတဲ့သူတွေကဘာဖြစ်နေနိုင်လဲဆိုတဲ့အချက်ကလေးတွေကိုပန်းစုလို့လေကတ်ကလေးတွေဆွဲပြီးတော့ကြည့်ကြည့်အောင်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီရီဒီလေးကအန်ဂျွိုင်းလေးဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့အာယုံပြုထားနော် ပြီးတော့ကိုယ့်ကို အသုံးချသွားတဲ့သူတွေကိုယ့်ရဲ့ဖြူစင်မှုတွေကို အသုံးချသွားတဲ့သူတွေကိုမျိုးလုံးထဲမှာမြင်အောင်ကြည့်အဲ့လူတွေကိုချိန်ပါဖြစ်နေမလဲကြည့်ရအောင်ဘာပဲပြောပြောဘဝမှာလေမကောင်းတာပဲလှုပ်လှုပ်ကောင်းတာပဲလှုပ်လှုပ်ပန်းစုတို့တွေကိုပြူတီကန်ကိုထံပြန်ပဲပေါ့နော်ဒီကတ်မှာဆိုလို့ရှိရင်တော့ဒီဒါနှစ်ချောင်းကတ်ကိုတွေ့တယ် ဒီကရဲ့နမိတ်အရာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ရိုးသားဖြူစင်မှုသုံးချသွားတဲ့သူတွေကို ပြနေတဲ့နမိတ်ကသူတို့ရဲ့လှုပ်ဆောင်ချက်တရားတဲ့ဇက်တိုင်မှားယွင်းနေတယ်တဲ့။အချို့သူတွေကလည်းအဲ့ဒီမှားယွင်းချက်တွေကိုသူတို့သိကြမှာသိမယ်မမြင်နိုင်။အမှန်ကိုမမြင်နိုင်ဘူးမျက်လုံးတွေလည်းပိတ်ထားတယ်ဒီမှာ။နော်အမှားပြထားတယ်လောကကြီးမှာမှားတဲ့အရာတွေကိုပဲလှုပ်လှုပ်နေတဲ့သူတွေကတတ်တတ်ကိုရှိတာ။အဲ့တော့သူတို့ရဲ့လှုပ်ဆောင်ချက်တွေကမှားယွင်းနေတယ်။ နောက်တစ်ခုဟာဆိုလို့ရှိရင်ကြမ်းတမ်းနဲ့ခရီးလမ်းတစ်ခုကိုလည်းသူတို့အတွက်မြင်ရတယ်ပေါ့နော်အဲ့တော့လူတွေကဘာပဲပြောပြောကုတ်ကန်ကြမှာကိုဖန်တီးကြတာပဲနောက်ထပ်ကတ်နမိတ်အရာဆိုလို့ရှိရင်တော့တတာဝါတာဝါဆိုတာကတော့ပြီးပြီလုံးဝသိဆုံးခြင်းပဲအကုန်လုံးပြိုပြတ်ကျသွားတာနော်ကိုလှုပ်ထားတဲ့အရာတွေကိုတိဆောက်ထားတဲ့အရာတွေအကုန်လုံးပြိုပြတ်ကျပြီးတော့လုံးဝကိုပဲစောက်ထိုးမှုမျိုးတွေဖြစ်ကုန်တဲ့ကတ်နမိတ်ကိုပြတယ်ပေါ့နော်အဲ့တော့လေတန်းစုတို့တွေကဘဝတွေမှာ ဟိုဘာတွေပဲပြောပြောမတိလိုက်ပြီးဖြစ်စေတိလိုက်ပြီးဖြစ်စေတခြားသူကိုလက်တလုံးကြားလေးလှုပ်လိုက်တာတို့နော်တခြားသူကိုဘလို့စိတ်နဲ့ပဲလှုပ်လိုက်ပြီးဖြစ်စေပေါ့နော်အဲ့ဒီစိတ်ညှို့မှုတွေကအရန်အရေးကြီးရယ်အော်ဒီလူကတော့အရန်ရှိုးသားတာပဲဒီကောင်မလေးကတော့ဒီကောင်လေးကတော့အရန်ရှိုးသားတာပဲငါတို့လှန့်ရင်တော့ရမှာပဲအဲငါတို့ခိုင်းတဲ့အခါမှာလေ तू ကလှုပ်ပေးတာပဲဒီလိုဖြူစင်မှုတွေကိုအသုံးချတယ် ကိုယ့်ရဲ့ငွေကြေးတွေကိုအမြတ်ထုတ်တာဖြစ်ရင်ဖြစ်မယ်ကိုယ့်ရဲ့လုံအားတွေကိုအမြတ်ထုတ်တာဖြစ်ရင်ဖြစ်မယ်နော်ကိုယ့်ရဲ့စွမ်းအားတွေကိုအမြတ်ထုတ်တာဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ဂုံတိတ်ခါတွေကိုချနေတာဖြစ်ချင်းဖြစ်မယ်ဒါမျိုးတွေလုပ်တဲ့အခါကျတော့သူတို့ဒီမကောင်းတာကိုပဲမြုပ်ပြီးလှုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ပြန်ခံရမှသည်လေမကောင်းတာပဲပြန်ပြီးတော့ခံရတယ်ဆိုတဲ့ကနမိတ်ကိုမြင်ရပါတယ်နောက်ဆုံးဒီကရနမိတ်အရဆိုလို့ရှိရင်တော့တော်တော်လေးကိုအချိန်ကြီးစိုးတဲ့အနေထားကိုတွေ့ရတယ် ဘာပဲဖြစ်ဖြစ်အပူကပ်ဖြစ်နေပြီတခြားသူကိုအပူတွေပေးမိပြီဆိုကြတဲ့ကိုကိုတိုင်းကလည်းအပူတွေပဲပြန်ရတယ်ဆိုတော့ကန်နမိတ်ကြည့်ပါအောင်အရန်ကိုဒီမှာဒဏ်ရာဒဏ်ချက်တေးနဲ့နော်အဲ့လိုမျိုးတွေဖြစ်နေတယ်လောကကြီးမှာရင်ဆိုင်ရတာတော်တော်ကိုခက်ခဲကြမ်းတမ်းရှုပ်ထွေးတဲ့အနေအထားမျိုးတွေကိုမြင်နေရတာကိုတွေ့ရတယ်အဲ့တော့သူတို့ကအရေးတော်ခိုနေရတယ်ပေါ့တခြားသူတွေရဲ့အရေးဒါမှမဟုတ်ဖခင်เจ้าတွေရဲ့အရေးဒါမျိုးတွေမှာခိုနေပြီးတော့မှဒီလိုမျိုးတွေဒါနေရတယ်အဲ့တော့ ဒီကိုယ်ပြင်ပမှာပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ဖြူစင်မှုတွေအသုံးချသွားတဲ့သူတွေလက်တလုံးချလောက်သွားတဲ့လူတွေဒီပြင်ပမှာတော့ဒီလိုမျိုးပုံစံတွေဖြစ်ချင်မှာတော့ဖြစ်နေမယ်တစ်ချိန်တည်းမှာဘာဖြစ်နေမလဲဆိုတော့စိတ်တွေထဲမှာသူတို့အယမ်းပူလောင်နေရတယ်။နောက်တာတရားတွေနဲ့နေနေရတယ်။ပန်စုတို့လူတယောက်ကတဲ့ဒီစိတ်ဒဏ်ရာတွေရတယ်ဆိုတာကဘယ်အကြောင်းချက်တွေကြောင့်ရနိုင်လဲဆိုလို့ရှိရင်ဒေါသစိတ်တွေကြောင့်ရနိုင်တယ်ဝမ်းနည်းမှုတွေကြောင့်ရနိုင်တယ်ခံပြင်းမှုတွေကြောင့်ရနိုင်တယ်နောက်တစ်ခုကဆိုလို့ရှိရင်နောက်သားစိတ်ကြောင့်ရတဲ့ ိတ်တန်ရာတွေကအဆိုးဆုံးပဲဖြစ်တယ်ပေါ့တခြားသူကိုမကောင်းတာလုပ်ထားပြီးဆိုလို့ရှိရင်လည်းသူတို့ကိုယ်တိုင်ကမကောင်းတာလုပ်ထားမှန်းသိတယ်သိသိရင်းနဲ့ကိုမှားမှန်းသိသိရင်းနဲ့ဆက်ပြီးတော့လုပ်နေကြတဲ့သူတွေလည်းရှိသလိုတချို့ကလည်းတစ်ချိန်မှာဟာငါတော့သူ့ပေါ်ဒီလိုလုံးမိလိုက်လို့ငါဒီလိုဝစ်ကြွေးတွေခံနေရတာလားမသိဘူးဆိုပြီးတော့စင်စင်သုံးသပ်နိုင်တဲ့သူတွေလည်းရှိရင်ရှိမှာပေါ့စင်စင်သုံးသပ်နိုင်တယ်ဆိုရင်တော့ဘဝရှေ့ဆက်ပြီးတော့ကဲရာကူရာရနိုင်သလို့ ကိုလှုပ်ထားတဲ့ဟာတွေကိုလှုပ်ဆောင်ချက်တွေမှားနေမှန်းသိသိရဲ့နဲ့ဆက်ပြီးတော့မိုက်နေမယ်ဆိုလို့ရှိရင်တော့ဒီလူရဲ့ဘဝဘယ်တော့မှမကောင်းနိုင်ဘူးပေါ့နော်အဲ့တော့လူတွေဒီကိုယ့်ရဲ့စိတ်ချေနေပေါ်မှာမူတည်ပြီးတော့ကံကြမ္မာပြီးဖန်တီးတာဖြစ်တဲ့ကိုတခြားသူတယောက်ပေါ်ကိုဘယ်လိုပြုမူလိုက်လဲတခြားသူတယောက်ကိုစိတ်แท้ထင်ရဘာတွေပြောဆိုမိလိုက်လဲတခြားသူပေါ်မှာဘယ်လိုမျိုးတွေအတုံးချဖို့အမျက်ထုတ်ဖို့ကိုစိတ်ကူးနဲ့လှုပ်ခဲမိလိုက်တယ်လေဒါတွေဒီကိုယ့်ကိုပြန်ခံရမယ့်အရာတွေပေါ့နော် အဲ့တော့ကိုယ့်ရဲ့ဖြူစင်မှုတွေရိုးသားကျင်နာမှုတွေကိုအတုံးချသွားတဲ့သူတွေရဲ့ကန်နမိတ်အရာကြည့်မယ်ဆိုရင်တော့ကတ်သုံးကတ်စလုံးတွေအပူကတ်တွေကြီးပဲတွေ့တယ်။ပြီးတော့ကြာရှုံးခြင်းကတ်ဆုံရှုံးခြင်းကတ်အဆုံးသက်ကတ်တွေကြီးပဲတွေ့ရပါတယ်။တကယ်လို့ပေါ့ဒီနေရာကနေသာသူတို့ကကိုယ့်ရဲ့အမားတွေကိုလှုပ်ဆောင်ချက်အမားတွေကိုသိပြီးစင်ကြင်နိုင်မယ်ဆိုလို့ရှိရင်တော့အသက်တဖန်စတင်ခြင်းတွေမှာပြန်ကောင်းနိုင်ရင်ပြန်ကောင်းနိုင်မှာပေါ့လေနော်။အဲ့ဒီလိုမှမဟုတ်ပဲဆက်ပြီးတော့မိုက်နေမယ်ဆိုလို့ရှိရင်ကတော့ကောင်းနိုင်ွက်ရပါမှမရှိနေဘူး။ နော်ဒီနမိတ်ကိုမြင်ရပါတယ်အဲ့တော့ဒီရီတင်လေးကတော့ဘာရမဟုတ်ဘူးပန်းစိုးဘဝမှာတကွေးမဟုတ်တကွေးကိုကြုံတွေ့ခဲ့ရတဲ့ဒုက္ခလေးတွေကိုယ့်ကိုဒုက္ခပေးခဲ့တဲ့သူတွေရဲ့အကြောင်းလေးကိုတစိမ့်တည်းတာပေါ့နော်ပြန်ပြီးတော့ကြည့်တဲ့သဘောပါပဲအဲ့တော့ရီတင်လေးကနေပြီးတော့တိုက်ဆိုင်မှုတွေရှိခဲ့တယ်ဆိုရင်လည်းကုန်းမှန်လေးမှာရေးခဲ့ပါအောင်ပေါ့နော်ဒီရီတင်ကတော့ကိုယ့်အကြောင်းမဟုတ်တဲ့အတွက်အဲကိုယ့်ကိုဒုက္ခပေးသွားတဲ့တစ်ဖက်သူရဲ့အကြောင်းဖြစ်တဲ့အတွက်လဲနော်တချို့စိတ်ဝင်စားတဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ ိုယ့်ရဲ့စိတ်တွေကြည်တန့်တာပေါ့လေတကယ်လို့ energy ကြီးတဲ့သူတွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်း comment လေးမှာရေးခဲ့ပါနောက်ထပ်လည်းတခြားသောစိတ်ဝင်စားစရာအကောင်းတဲ့ video တွေတအားပညာတွေနဲ့ spiritual knowledge တွေကိုထပ်မံဝင်ပြပေးသွားပါမယ်ကျေးဇူးပါ coach ban စုပါ